ကိုရမမြတ်စွာဘုရားတမထကျင့်စဉ်မှာဝိပဿနာကျင့်စဉ်ကူပြီးတပိညူတဉာဏ်တော်ကိုအစဉ်စဉ်ဘလို့ရရှိခဲ့တည်းဆိုရာကိုဒီနေ့ဖီယိုလီမှာဆွေးနွေးသွားမှာဖြစ်ပါသည်တမထကျင့်စဉ်ကျင့်ပုံဖျားဖြစ်တာဘာကမထန်းနဲ့ဖျားဖြစ်တည်းဆိုရင်အာနာပါနာကမထန်းနဲ့ဖျားဖြစ်တာဖြစ်ပါသည် ဝင်းလေးထွက်လေကိုရှုမှတ်ရှာပါရီပထမတော့တမထချင်းစင်နဲ့သွားပါရီညကိုသုံးပိုင်းပိုင်လိုက်တဲ့ခါမောင်းပထမဆံမှာဆံတွေအစင်စင်တက်သွားပြီးပထမဆံရှာပါရီပြီးတော့ဒုတိယဆံရှာရီတတိယဆံရှာရီစတုဒ္ဓဆံရှာရီစတုဒ္ဓဆံရှာပြီးတော့ပုပ်ပေနီဝါတာနုတ္တိအပိညာဉ်ကိုရှာပါရီ ဒီပညာကအတိတ်ဘဝကိုပြန်ပြီးရကြည့်နိုင်တဲ့အစွမ်းရှိတဲ့ပညာမျိုးဖြစ်ပါ ರೀ မေဇီမာရှန်လို့ခေါ်တဲ့တန်းကောင်ရှန်လျှောက်တဲ့ခါမာတို့ချားကွေနေတဲ့နေရာတွေဝေးလံတဲ့နေရာတွေမှာရှိတဲ့တာမန်ပုံကူတွေမမြင်နိုင်တဲ့အရာတွေကမြင်နိုင်စွမ်းရှိတဲ့ထူးခြားတဲ့မျက်စိတစ်မျိုးဒါမှမဟုတ်ထူးခြားတဲ့အမြင်တစ်မျိုးကိုရရှိလာပါ ರೀ အဲ့ဒါကိုတော့ဒိဗ္ဗစကုဉဏ်လို့ခေါ်ပါ ರೀ အဲ့ဒီအချိန်ထိဖျားမဖြစ်သေးပါဘူးတမထာကျင့်စဉ်အရာအစွမ်းတတ္တိတွေထက်လာတာပဲရှိပါသေးတယ် တမထာကျင့်စဉ်မှာဝိပဿနာကျင့်စဉ်ဂူပုံနောက်ဆုံးပင်စီမရန်ရောက်တဲ့အခါကြတော့မှအတဝက္ခယအဘိညာဉ်ဆိုတာကိုရှာပါရီဒီမှာကြတော့တမထာကျင့်စဉ်နေသွားတာမဟုတ်တော့ပါဘူးဝိပဿနာကျင့်စဉ်ဘက်ကိုကူသွားပြီးနောက်ဆုံးရှံမှာအာနာပါနစတုဒ္ဓဆံကနေထားပြီးထိုအာနာပါနစတုဒ္ဓဆံမှာရှိတဲ့တဘာဝတရားတွေကမမြင်တဲ့သဘောဆင်ခြင်းနေဆင်းရဲတဲ့သဘောကိုဆင်ခြင်းနေအဆိုးမရတဲ့သဘောကိုဆင်ခြင်းမြည်အနေစား ဒုက္ခအနတ္တဆိုတဲ့လက္ခဏာ၃ရပ်ကိုတင်မြုံစင်စင်းတဲ့ဝိပဿနာဉာဏ်တွေအစဉ်စဉ်ဖြစ်ပေါ်လာပါ ರಿ အဲ့ဒီလိုအစဉ်စဉ်ဖြစ်လာပြီးရောအာယုံမတက်ခင်မနဲ့စောစောအချိန်လေးအတွင်မှာပဲဝိပဿနာဉာဏ်ပထမတောတာပန္တိမန္နေတောတာပန္တိဖိုလ်ကိုရှာပါ ರಿ တောတာပန်ဖြစ်သွားပါပြီ။ တောတပံဖြစ်ပြီးနောက်မှာတော့စက်တိုက်ပဲတကရာကံအနာကံဖြစ်ပြီးဝိပဿနာဉာဏ်ကိုအစဉ်စဉ်မြင့်တင်လိုက်တဲ့အခါမှာတော့နောက်ဆုံးအရဟတာမံအရဟတာဖို့ဆိုတဲ့ဉာဏ်ကိုရှာပါရီအဲ့ဒီဉာဏ်ကိုရှာပြီးမနဲ့အာယုံလေးတယုံတပိညူတာဉာဏ်တော်ကြီးကိုပါတွဲဖက်လာပြီးရောဖျားဖြစ်သူရောက်ရှိသွားပါရီဒီမှာဖြေပြောချင်တာကဗုဒ္ဓဘာသာဝင်တချို့အမှတ်မှားနေရာလေးတွေရှိပါရီဖျားဆိုတာတောတပံမဖြစ်ပေဖျားတန်းဖြစ်တယ်လို့အမှတ်မှားနေရာလေးတွေရှိပါရီ အဲ့ဒီလိုအစင်ကြုံလို့မရပါဘူးတချို့ကတောတာပန်မဖြစ်ပေနဲ့တက္ကရာကံဖြစ်တာလေးရှိတယ်။တက္ကရာကံမဖြစ်ပေနဲ့အနာကံဖြစ်တာလေးရှိတယ်။အနာကံမဖြစ်ပေနဲ့ယဟနာကြောပြီးတော့ဖြစ်တာလေးရှိတယ်ဆိုပြီးတော့တုတ်တံပါလီတွေကိုကိုကထားပြီးအမှန်မှားနေရာလေးတွေရှိပါတယ်။တုတ်တံပါလီတော်တွေမှာဥက္ကတုတ်ဆိုတာရှိပါတယ်။ အဲ့ဒီတော့မှအုတ်ကတကြွေကသူအနာခံပါလို့ပြောတာအဲ့ဒါကိုတချို့တွေကအတိတ်ပဲဘလို့ကောင်းပြီလေဆိုရင်ဒီအုတ်ကတုတ်တန်ကိုထောက်လို့ရှင်ဒီအုတ်ကဆိုရတကားကြီးအားတောတာပန်လေးမဖြစ်ဘူးတကားတာကန်လေးမဖြစ်ဘူးအနာခံတန်းဖြစ်တယ်လို့သူကအဲ့ဒီလိုယူဆတယ်ဒီလိုအယူဆမှားယွင်းတာတွေက ရှိတတ်ပါရီမြတ်စွာဘုရားတော်မှာပဲစတုံးမကပါဠိပါဠိယမလီပါအစင်းနဲ့တရားပါရီဖျားတော်ဖျားတန်းဖြစ်တော့မဟုတ်ပါဘူးမလီပါဆိုတာကြုံလို့မရဘူး အခုလောကီပညာရီနဲ့နှိုင်းရှင်ကြီးလို့ရှားပါရီမူလာတန်းကစမတက်ပေးအလေတန်းကိုတက်လို့မရနိုင်ပါဘူးအလေတန်းအရှိချင်းမရှိပဲနဲ့အထက်တန်းကိုမတက်ရောက်နိုင်ပါဘူးထို့အတူအထက်တန်းအရှိချင်းမရှိပဲလေတက်ကတူကိုတက်လို့မရပါဘူးဒါအခြေခံကြဆုံနဲ့တဘာဝကြကြစဉ်းစားပြခြင်းဖြစ်ပါရီဒါကြောင့်တောတာပန်အရေးချင်းမှ မရှိပေတက္ကရာကံမဖြစ်ပါဘူးတက္ကရာကံမဖြစ်ပေအနာကံတက်လို့မရပါဘူးအနာကံရေးချင်းမရှိပေရဟန္တာမဖြစ်နိုင်ပါဘူး ဒီလိုအရှာရီယာဖောင်းများခုံတလို့ခုံသွားလို့မရပါဘူးဒါကလေသတိပြုစရာပါ နောက်ကြလို့ရှင်ရင်စာပေမစုံလင်းမနှံ့စက်တဲ့ပုဂ္ဂိုလ်တွေကအလွေတကူနဲ့တောတာပန်ဖြစ်တာတို့တက္ကရာကံဖြစ်တာတို့အနာကံဖြစ်တာတို့ဒါမျိုးရိကူပြောလာနိုင်ပါရီအဲဒီခါကြာရင်အထက်မှာပြောပြခဲ့တလို့အေးအေးဆေးဆေးနဲ့ပြန်လည်ရှင်းပြနိုင်ပါရီဒီစာသားတွေကပါကျုပ်စီရတော့ဖရာကြီးရေးသားထားတဲ့စာအုပ်ကနေလေးလာမသားမိတလို့ပြန်လည်မျှဝေခြင်းဖြစ်ပါရီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးထူးတင်ရှိပါရီအားလုံးပဲဘေးရန်ကင်းကွာပြီးအဆင်ပြေကြပါစေခင်ဗျာ